ရားလေးကိုအုပ်ပုံမှာတင်ဘူကြောင့်ဆန်းကိုလည်းအဲ့မှာထောင်းအမေစုပုံကြမှာနဖူးဒါနဲ့ထုတ်ရတာကျွန်တော်တို့ဆိုတာကဒီပြည်တွင်းစစ်တောင်ခါရလေးနှစ်ကျော်ပဲရှိသေးတာဟုတ်တယ်မလားတိုင်းရင်းသားတွေကနှစ်နဲ့ချီးနေပြီဒါဆိုလို့ရှိရင်ဒီမဲ့ဟောဟောကာယုပ်ကြည့်လေ ဒါဒါသလို့ရှိရင်အဲ့ဒါရန်ကုန်ကနေမှာလားဩနိုင်ငံကြီးမကောင်းတော့ပိုင်ရှင်လက်ထက်မရောက်လိုက်အာဩအဲ့လိုမျိုးဒါလေးဝင်သွားပြီးကံပြတ်သွားလေမှန်မှောင်နေကြိုးကုန်ဟုတ်လားอืมဩဗျာဘုကြောင်ဆန်းဒီကောင်နေကဘုကြောင်ဆန်းကိုကျတော့ဒီကောင်နေကချစ်တယ်ဗျာတိလားအမေဆုမဟုတ်နာဒီကောင်နေကဟုတ်တော့ကျွန်တော်အိမ်မှာကဘုကြောင်ဆန်းရဲ့အမေဆုရဲ့ကျွန်တော်ချိန်ထားတာပေါ့နော် ချိန်တာတော့ကောက်ရုပ်ပစ္စည်းတွေချိန်တာတကောင်းရဘိုးကျောင်းစံပုံကိုအဲကျွန်တော်အညူမီးရှို့မှာသူလားမီးရှို့မှာမီးရှို့မှာကျွန်တော်မှာကဟိုပါပေါ့ကြောက်စင်းစင်းလူခေါ်မှာပေါ့နော်ဒါမလို့ပလတ်စတစ်ကြီးအစင်းအောင်ကြီးပြမလားဟိုအဝေးကအမတ်တမဲကျင်းတော့ကြောက်စင်းပေါ့ဗျာတန်ဖိုးကြီးပေါ့နော်တကယ်တော့မဟုတ်ဘူးကော့ကြောက်ကြီးအဲ့တော့မလို့ကအဲ့ဖရားလေးကိုအုပ်ပုံမှာတင်းဘိုးကျောင်းစံကိုလည်းအဲ့မှာထောင်းအမေစုပုံကြမှာနှစ်ဖူးဒါနဲ့ထိုးရတာဩအဲ့လိုမျိုးလေးလေးလေးရမှမဆိုရှင်ဗျာဒီကောင်တည်းလည်း ဂျင်းဆက်ခံထားရတာပါ request လောက်ခံထားရတယ်ဆိုတဲ့ဟာပေါ့နော်အမေစုဆိုအဲ့လိုမျိုးကိုမုံနေတာအဲ့ကောင်တည်းအဲ့လိုဟုတ်တယ်ဟုတ်တယ်သူတို့လည်းမြင်မှုတာမဟုတ်ဘူးတည်မှုတာလည်းမဟုတ်ဘူးစကားလည်းပြောမှုတာလည်းမဟုတ်ဘူးအဲ့လိုဖြစ်နေတာဟုတ်တယ်အခုကသူတို့ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့တွေပေါ့နော်ကျွန်တော်တို့တွေရောဒီဆယ်လီတွေရောဒီကျွန်တော်တို့ဘူးဘူးဖိုင်းတွေကိုမြင်သွားရင်တွေ့သွားရင်နော်အလင်းဝင်လာမယ်ဆိုပြီးတော့ထင်တယ်ပေါ့နော်อืมဟိုသူတို့အပြစ်ပြောတာမဟုတ်ဘူးကျွန်တော်တို့ဒီ ကျွန်တော်ဘက်ကအလင်းဝင်လာတဲ့ကောင်တွေရှိတယ်နော်ပြီးလို့ရှိရင်ပြူတွေဒလန်တွေအရှင်မိသားမျိုးတွေရှိတယ်စစ်လိုက်တဲ့ခါမှာဖုံးကလေးတော့ဆောက်ဆုတ်ပြန်ဟုတ်ဆောက်ဆုတ်ရလိုင်းလည်းမသိအင်တာနက်လည်းမသိဒီလိုကောင်တွေကလေပြန်မလားဟိုပြောမယ်ဆိုလို့ရှိရင်လေအတေပြရမယ်ကောင်တယ်လားဘာလို့လဲအတေးပြရမယ်လို့ပြောတဲ့အခါမှာဟာခမရဘူဇူဖန်ကြီးမြတ်နောက်တော့ဘူကောင်းရဲ့တွေ့အတေးတတ်မယ်လို့ထင်လိုက်ပါဘောနော်ဟုတ်လား မမမလိုင်းမတော်ရတဲ့ကောင်လေးဗျာအပြည့်မလားဘာတိမှာတော့ဟုတ်တယ်နော်ခုရှာကစောနာကိုတစ်ခါပြောတယ်လုံးဝကို brain wash လုပ်ပေးထားတာဟုတ်တယ်ကြည့်လိုက်တဘုံနဲ့ဗျာမှန်တော့ကျွန်တော်တို့တဘုံနဲ့ဟုတ်တယ်ပြီးတော့ကျွန်တော်တို့လည်းပတ်သက်ဆက်နေတဲ့ကောင်တော့တဘုံနဲ့ကသူတို့လုံးနေရတခါကြလို့ရှိရင်တော့အဲ့ထမအချို့ကောင်တွေဆိုပါတယ်ကျွန်တော်မိပြီဆိုတော့မှကျွန်တော်တို့ကမတိဘူးသူတို့ကဘယ်လိုပြောခိုင်းတာညာလို့လောက်ခိုင်းလို့ဟုတ်လားဆေးကြွေးလို့ပြောလားအရက်မူးလို့ပြောလား သူလည်းမြန်မာတွေကမြန်မာလူမျိုးဗျာမှတ်တယ်မလားဟုတ်တယ်ကျွန်တော်တို့မြန်မာတွေကသက်ကရအစုရတယ်အကယ်ဒမီပါရနိုင်တယ်ပြောမာယာနိုင်များဟုတ်ပြောတာဆက်တခုဒါသိကျင်တာလေးပေါ့နော်အာမူတယောက်အနေနဲ့ပေါ့နော်အခုဒါတိုင်မူတယောက်အနေနဲ့ဒါလက်ရှိအခြေအနေမှာဖြစ်ချင်ဆုံးဆန္ဒဆိုဘာဘာဖြစ်မလဲလက်ရှိဖြစ်ချင်ဆုံးဆန္ဒကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြုပြင်ပြောင်းလဲဖို့လည်းတကယ်လိုပြီ ဟုတ်လားပြုအချိန်မီမှမပြုပြင်မပြောင်းလဲနိုင်ဘူးဆိုလို့ရှိရင်ဗတ်ပြောင်းသွားမှာကိုဒါအဆိုးတယ်။ဟုတ်။ဗတ်ပြောင်းသွားလို့ရှိရင်ကျွန်တော်တို့ကအညာမှာရှိတဲ့ကောင်းနေ။နော်အညာမှာရှိတဲ့ကောင်းနေခွေးရ white ကိုလိုက်လို့ရှိရင်အ white ဝင်းထဲမှာကျွန်တော်တို့ဒီတေးပြီ။ဒီဆိုတေးမှာကြောက်လို့ပြရမှာမဟုတ်ဘူး။ကျွန်တော်တို့လိုမျိုးပဲဟုတ်လားနာမည်ထွက်ပြီးတော့မှဟာလားစီးစိမ်နေရင်းလာခဲ့တဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကလေးလေးတွေ အကုန်လုံးအမှောင်ကျတာမဟုတ်ဒါအကြောက်တယ်အဓိကတော့ပြီးတော့စီရီယန်နေပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီအချုပ်အနှောင်ထဲမှာကြာနေတဲ့ယဟန်တန်ကဆရာဆရာမတွေအများကြီးဟုတ်တယ်သူတို့ကိုကျွန်တော်တို့ဘယ်လိုမျက်နှာပြမလဲမျက်နှာပြမလို့ပြောရတဲ့အခါမှာကျွန်တော်တို့ဒီကျွန်တော်ဒီအများနဲ့ ပြောတယ်နှုတ်ဖျားကျွန်တော်ပြောတဲ့စကားမျိုးရင်ထဲကလာတဲ့စကားတွေတခါကြီးကြလို့ရှိရင်သိတယ်မလားဟိုကျွန်တော်တို့ဟိုယုံမထွက်နဲ့ယုံထွက်အဲယုံမတက်နဲ့ယုံထွက်ဟုတ်တယ်ဟုတ်လားအေးယုံထွက်တော့ငတ်ဆိုတာဟုတ်လားဘူးကောင်မှဘာမှမလာဘူးမလာဘူးဆိုတာမလာဘူးဆိုတာလာမယ်လို့တော့ပြောခဲ့တာတော့မဟုတ်ပါဘူးဟုတ်တယ်မလားဘောင်းဆိုတာခက်ခဲတီးတီးရှိကြတာပဲလေရှိကြပဲဆိုတော့ဒီလိုတွေဟိုရန်ရားတွေပြက်အောင်လူလေတက်နိုင်တော့ကျွန်တော်တို့ဘက်ဒီပူပေါင်းတဲ့လူတွေအများကြီးရှိတယ်ဟုတ်တယ်မလားတို့ကအချိန်တွေက၄နှစ်ကျော်လာခဲ့ပြီ ပြောင်းလဲရမယ့်ဟာကြက်ကြက်သားသားပြောင်းလဲပြလိုက်တော့အဲ့လိုမျိုးပြောင်းမဟုတ်ဘူးဆိုလို့ရှိရင်ဘက်ပြောင်းခိုလုံတာများလာပြီဆိုလို့ရှိရင်ကျွန်တော်တို့လောက်ခဲ့တဲ့များတွေဟုတ်လားနိုင်ငံရက်ချားနေပြီးတော့မှထောက်ပံ့ပေးခဲ့တဲ့ဟာတွေမြေပြင်မှာစီရီယန်တွေဟုတ်လားတချို့တွေဆိုရင်စီရီယန်တွေလင်မယားတွေလင်မယားတွေဆိုတော့လင်မယားလိုက်ထွက်လာတဲ့အခါမှာသာဝန်တွေကခက်ခဲတယ်ဟုတ်တယ်ဟုတ်တယ်တားခက်ခဲတယ်ဟုတ်တယ်ဟိုအဲ့လိုပြောတော့ မြေပြင်ကအခက်ခဲကိုတိတဲ့လူမှခက်ခဲတယ်ဆိုတာခက်ခဲကြောင်းကိုတိတာဟုတ်တယ်မလားအဲ့လိုမျိုးအခုစီတပိတ်တာ14000 15000တနေ့တနေ့ကိုနှမ်းပေါင်းပေါက်ခါမှာ12000ပဲရတယ်ဟုတ်နော်ဟိုဟာနဖူးကချွေချေမမို့ငရေပြီရောက်မှ12000ရတာအဲ့ဒါမိုးရွာရင်မထွက်ရဘူးอืมနော်အဲ့တော့ခက်ခဲတဲ့လူတွေတပုံကြီး ပြောင်းလဲတဲ့ရှာပြောင်းလဲတော့ပြည့်ပြည့်တာတာပြီးတိုင်းရင်းသားတွေယုံကြည်မှုရအောင်လုံးမယ်ရင်လည်းလုံးကြတော့မြန်မြန်လေးဟုတ်တယ်မလားကျွန်တော်တို့ဒီတမှုလို့လားပြောတာကျွန်တော်တို့အောက်ခြေကကျွန်တော်တို့ဘာဘလို့ပဲပြောပြောကျွန်တော်တို့ဒီဘောင်ဝင်ကျမဝင်မယ်တန်းဝင်ကျမဝင်မယ်ဟုတ်တယ်မလားကျွန်တော်တို့ကကျွန်တော်တို့ကကြတော့တမှုလို့လားပြောကျွန်တော်ရဲဘော်ရဲဘော်ပဲကျွန်တော်တို့လည်းဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာကကြတော့တိုင်းရင်းသားဘောင်းဆုံးရှိတာလေကျွန်တော်တို့ဆိုတာက ဒီပြည်တွင်းစစ်တောင်ခါရ၄နှစ်ကျော်ပဲရှိသေးတာဟုတ်တယ်မလားတိုင်းရင်းသားတွေကနှစ်နဲ့ချီးနေပြီဟုတ်တယ်ဆယ်နှစ်နှစ်နဲ့ချီးနေပြီကျွန်တော်တို့ကနော်ကိုချင်းစာတတ်ရမယ်ဘာဖြစ်လို့လဲအဲ့ဒီကျွန်တော်ကိုနိုင်ကအစိုးရကလည်းကျွန်တော်ကကြတော့တိုင်းရင်းသားဘက်တွေမှာကျွန်တော်ကဒီမက ानिक ယ်နဲ့ဒီရထားတာကလှုပ်ထားတာကမက ानिक ယ်ဟုတ်သူကလှုပ်ရတာကစစ်ပဲ စပယ်မှာလန္တရာတောက်တဲ့ဘက်မှာသွားလို့ရတော့တိုင်းသားတွေဘက်မှာသွားရတဲ့ခါမှာသူတို့ရဲ့လက်သကားပြောတဲ့ခါမှာငါတို့တွေကဘုဒ္ဓလည်းကြောက်ရတယ်ဘုဒ္ဓလည်းကြောက်ရတယ်ဆိုတော့ဟာတွေကကိုကိုတိုင်းလည်းတခါလေသူတို့နှစ်ဖက်ပြစ်တဲ့ဂျားမှာနေခဲ့ရတာဆိုတော့ကြတော့သူတို့ရဲ့စစ်တောင်ကိုကကိုချင်းစားတယ်ဟောဟောလက်တွေခံထားတယ်လို့ဆိုတော့နေရာအနှံ့လျှောက်သွားထားတယ်လို့ဆိုတော့ပြီးတယ်ဗျာကျွန်တော်တို့ဆိုတာကဒီတွင်းစစ်ခံရတာ၄နှစ်ကျော်ပဲရှိသေးတာဟုတ်တယ်မလားကချင်ကြရကရင်ချင်းတွေကရခိုင်ဘက်တွေဆိုတာကကျွန်တော်တို့အများကြီးကြာလာနေပြီဟုတ်တယ်ဟုတ်တယ်မလား အဲ့လိုမျိုးအဲ့တော့တိုင်းရင်းသားခေါင်းဆောင်တွေဘာလိုချင်တာတော့မှတ်တယ်မလားအဲလိုချင်တဲ့အရာကိုအကောင်းဆုံးဖြစ်အောင်အမြန်ဆုံးလုပ်မယ်ဆိုလို့ရှိရင်တော့အမြန်ဆုံးပြီးမယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်နေစောစောကဘာလို့သွေးရင်လဲဆိုလို့ရှိရင်တော့ပြည်သူတွေရောကိုယ်အဖွဲ့အစည်းတွေရောဗတ်ပြောင်းခုံလုံးသွားမှာဟူတအားဆိုးတယ်ဗတ်ပြောင်းခုံလုံးသွားလို့ရှိရင်မတိမတောက်မတိပတာနဲ့နေနေကြတဲ့စီဒီယန်နေဟုတ်လားတကြီးရွယ်ဘိုးဘွားတွေကလေးတဲ့ငယ်တွေအမောင်တဲကိုရောက်သွားတော့မှာ သိကျွပညာရေးထက်သိုးတဲ့ဘဝကိုရောက်ဖို့လမ်းမြင်းနေရပြီအဲ့လိုမျိုးမဖြစ်ဖို့တော့မျောလင်းနေပေါ့လေမြန်မြန်ပြောင်းလဲပြားရှာပြောင်းလဲလိုက်တော့ဟုတ်တယ်မလားဒါလူမျိုးလေးတော့ကျွန်တော်ပြောခြင်းနေဟုတ်ဟုတ်တယ်ဟုတ်တယ်အဲအဓိကတော်လန်ရေးတစုံလုံးဝေဝါးသွားမှကြောက်တယ်ပေါ့နော်အဲအဓိကတော့လုံနေတဲ့ဟာတွေလကားဖြစ်သွားမှဆိုးတယ်ပြီးတော့လုံနေရင်လည်းလမ်းခလပ်မှာဆုံးရှုံးသွားတဲ့အသက်တွေကိုနှမျောတယ်ရေဘော်ရေဘေးတွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့ခုချိန်ထိဖန်စီချုံနောင်ချင်းခံနေရတဲ့သူတွေရှိတယ် ဒါဒီဒေါ်လာကြီးအောင်မှပဲပြန်ထွက်လာနိုင်မဲ့သူတွေအများကြီးရှိတယ်ပေါ့နော်။အဲတော့ကြအဲ့ဒီလူတွေကိုဒါဘိုဘယိုရီအနေနဲ့ဘယ်လိုမျက်နှာပြမလဲဆိုတဲ့စိုးရိမ်မှုတွေရှိတယ်။အဲအဲ့ဒါကပြောရမယ်ဆိုရင်ချုပ်ဝင်းပြောရင်ဒီဒေါ်လာကြီးကြာရှုံးမှာစိုးနေပေါ့နော်။အဲ့တော့မကြည့်ဥစေခြင်းဘူးနိုင်ခြင်းနဲ့ဟိတ်ဆိုရင်ကျွန်တော်တို့ပြောင်းလဲတဲ့ဟာတွေပြောင်းလဲကြမယ်။လုံးဆောင်နေတဲ့ဟာတွေကိုပြပြတတမြင်မြန်ဆန်ဆန်လုံးဆောင်ကြစေချင်တယ်ဆိုတော့ဒီစကားပြောပြရအတွက်တကယ်ဂျေစုတင်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်ဒါဒါကတော့စကားဝိုင်းအဆုံးသက်ပိုင်းလေးရောက်လာပြီပေါ့လေနော်ဒါမဲ့ကျွန်တော်သိချင်တာလေးတစ်ခုပေးအောင်မယ်အဲ့ ဲ့ဒါကဒီတော်လိုင်းကာလာတစ်လျှောက်လုံးပေါ့နော်ဒါအစိုးပိုင်းတို့ကဒါမျိုးသမီးသွားတဲ့အလုပ်ကိုလိုက်ပြီးတော့ပန်ဖိုးပေးတယ်ပြီးရင်လက်ဖေးတိုင်းတိုင်းတယ်နိုင်ငံရေးနဲ့တို့တိတ်သိမ်းဝင်သားဟုတ်ပဲနော်အဲ့လိုနေဒါပေမဲ့အခုကျတော့တမူးတယောက်ပါဖြစ်လာတယ်လုံနိုင်တဲ့ဟာကိုအားလုံးခွန်ဆိုင်ပြီးတော့လုံနေတယ်ပေါ့နော်အဲ့တော့ကျတော့ဒီလက်ရှိတော်လိုင်းရေးမှာပေါ့နော်လက်ရှိဒါဖျက်ဆန်းလာတဲ့တော်လိုင်းကာလာတစ်လျှောက်လုံးမှာဒါပူကောက်ရိုးအနေနဲ့လေးစားအားကြရတဲ့ပုံကိုဆိုရင်ဘယ်သူဖြစ်ဒီတော်လိုင်းရေးမှာ တော်လန်ရေးမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီကဘာပေါ့ကိုမာဝီလို့ရှိမယ်ကျွန်တော်ဒီတော်လန်ရေးစလာတဲ့အစမှာဆိုရင်ကိုမာဝီလို့ရှိမယ်ပြီးလို့ရှိရင်ဒီတိုင်းသားတွေထဲမှာတော့ကျွန်တော်တို့ဒီပြောမှဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်ပေါ့နော်နံပါတ်ထွက်တာဆိုတော့ကျွန်တော်အေဘက်ကဟိုဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပြီးလို့ရှိရင်ဟိုပါ KIA ဗိုလ်ချုပ်ခွန်မော်တို့ပေါ့ဟိုအေတို့ဆိုလို့ရှိရင်လည်းဟိုကျွန်တော်တို့ကျွန်တော်တို့ဖယ်တန်း လောက်နေမှာအဲ့လောက်လောက်မှာစပြီးတော့ဟိုဘာလို့ကျွန်တော် KIA ဘက်မှာနေခဲ့ရဆိုတော့ KIA ဘက်ကအေးလေးလာပြီးပညာတင်တာတောင်ဟိုအင်အားနည်းနည်းလေးကနေမှာသူတို့အများကြီးအကြီးကြီးဖြစ်အောင်သူတို့ရဲ့ရခိုင်လွတ်မြောက်ရေးအတွက်အဲလုပ်ခဲ့တာဆိုတော့သူတို့ကိုတော့ကျွန်တော်တို့လေးလေးလေးသားပဲဖြစ်လို့ဆိုလို့ရှိရင်ဒီအေးအေးဘက်ကနေမှာစစ်သတင်းကြေညာလိုက်လို့ရှိရင်တအားသဘောကျတယ်ဒါပေမဲ့လို့ကျွန်တော်တို့မှာကျတော့အဲ့လိုမျိုးလုံးလို့မရဘူးသိတယ်မလားဘယ်နှကောင်တည်တယ်နော် ဘလောက်လောက်တန်ရရပါတယ်ဖူမငဝိုင်းကဝင်တာလေမှတ်တယ်မလားအဲ့လိုမျိုးလေမှတ်တယ်မလားအေးအေးလိုမျိုးကျွန်တော်တို့မှမရက်တည်နိုင်ဘူးမှတ်တယ်နော်အဲ့တော့ကျွန်တော်ခါခါကိုယ်လေးတွေးတယ်ပေါ့နော်အေးကပါဝါရင်းကြီးလားပေါ့ပြောမလားဘယ်လိုလဲဆိုလို့ရှိရင်ဘာလို့လဲဘယ်တော့ခါမှအေးကနှုတ်လုံးတယ်ပြည်တယ်မလားနှုတ်လုံးတယ်နှုတ်လုံးတယ်ကျွန်တော်တို့လည်းဒီတိုင်းတွားချင်းတယ်ဒါမျိုးတွားလို့မရဘူးဗျပြောမလားမှတ်တယ်မလားအာကျွန်တော်တို့ဘက်ကဘလို့ဖြစ်နေတယ် ်ပြမလားဘယ်နှယောက်ကတော့ဒဏ်ရာရရတယ်ဘယ်လိုကတော့ဟိုစိုးရင်ရတယ်ဆိုမှငောက်ဝိုင်းလာတာငောက်ဝိုင်းလာမှရှေ့ဆက်တက်လို့ရတာသူတော့အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ကပြုတ်ထွက်မြတ်နိုင်ကိုလည်းဟိုမမြင်ဘူးလေးသားတယ်ဘာဖြစ်လဲဆိုလို့ရှိရင်သူပြောတာတွေကလည်းပြတ်သားတယ်ဟုတ်တယ်ဖြစ်တဲ့နေရာတွေပဲသူပြောတာကျွန်တော်တို့ကျွန်တော်တို့လိုချင်တာကလည်းအဲ့တိုင်းသွားသိချင်တယ်ပြမလားပြပြတာတာလှုပ်ဆက်ရှက်လှုပ်ဗျာဟုတ်တယ်မလားသူဆိုလို့ရှိရင်လည်းလူရှိရနေလှုပ်ဆက်ရှက်လှုပ်တယ်နောက်ကတောက်လျှောက်ကတ်လိုက်လာတယ်ဒင်းလီလီဟိုဟာသူတို့ကသူတို့ဟာဟို ဘာသာဘာသာတွေဘာသာပြောမလို့ဘာသာလွတ်လွတ်လပ်လပ်ကိုကိုွယ်ဖို့တွေဟုတ်လားဟုတ်တယ်အရင်ကကျွန်တော်တို့ဟိုဆရာကကူကိုထမြတ်တို့ဆိုလို့ရှိရင်လည်းတိမှာပါကျွန်တော်တို့တိုင်းရင်းသားတွေဒါမှမဟုတ်ရင်ဘာသာခြားဆိုလို့ရှိရင်နေရာမပေးဘူးဟုတ်တယ်ဟုတ်တယ်တို့ကလေဟုတ်တယ်ကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အဖေဘက်ကမျိုးရိုးကအကုန်ဘိုးလေးကြီးပဲဩတော်လိုင်းဘက်ကိုတော်လိုင်းနှစ်နှစ်ပြည့်ရတဲ့ တယောက်ချင်းစီဖုံးဆက်ပြီးစိန်ခေါ်သေးတာတော့သေးတာဘာဖြစ်လို့လဲဆိုလို့ရှိရင်မင်းတို့ငါလောက်တော့မတည်ဘူးလားအကိုတွေနော်အကိုတွေမင်းတို့ငါလောက်တော့မတည်ဘူးလားပြောင်းမင်းဗာဒီလို့သူကလည်းသူတို့ရဲ့ပြောမှဆိုလို့ရှိရင်ဗျာသူတို့ရဲ့စီးသိမ့်နေသိရမလားဒါလေးကိုဆုံရှုံပြီးပစ်ထားကြရမှာသူတို့မဝင်ဘူးအော်ကိုကကြတော့ဒီစစ်တပ်ရဲ့ဟိုအတိုင်းဝိုင်းလို့လည်းပြောလို့ရအနိကတော့မဟုတ်ဘူးအဲ့လိုမျိုးကနေလာတာဆိုတော့ကြတော့မကြိုက်ဘူးဘာဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်လေးလာတဲ့ခါမှာဟုတ်တယ်မလား ဘယ်တိုင်းရင်သားဘယ်ဘာသာဝင်ကဘိုးချုပ်မှုကြီးတကားမှကြာကျွန်တော်ပြောနေပြကျွန်တော်တို့ဟိုဟိုအစိုးရယုံနေတောင်မှပဲသိရမလားမိုးကြရွှေကိုတွေများတယ်သိရမလားဟုတ်တယ်ဟုတ်တယ်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတက်ပဲအပေါ်တော့ရောတက်ဆရာလမ်းမရှိတော့သူကထိတ်ကပိတ်ထားတယ်မှန်တယ်နော်ကျွန်တော်တို့ဒီအဲ့လိုမျိုးမလိုချင်ဘူးဗျာသိရမလားဟုတ်တယ်ဟုတ်တယ်။တက်မဲ့လူကဟိုမိုးထောင်တက်သွားတယ်။နက်ပြီထောင်တက်သွားတယ်။ဘာမှမဖြစ်ဘူး။ဘာမှကျွန်တော်ကအဆင်ပြေမှာလေ။အခုကပြင်မှာသူကပိတ်ထားထိတ်ကပိတ်ထားတယ်။ဘာမှလုပ်လို့မရဘူးလေ ဲ့လိုမျိုးဟုတ်အဲ့တော့ကြာတော့ဒါကုမာဝီရှိမယ်ဘုရုပ်ထွန်မြင့်နိုင်ရှိမယ်ဘုရုပ်ကွန်မော်လို့ရှိမယ်ပေါ့နော်အဲ့တော့ဒီပုံကိုတွေကလည်းဟုတ်တယ်ဒီလိုင်းမှာဒီလိုမျိုးပဲပေါ့နော်ဒါတတိပုဂ္ဂလဒါခုနလိုမျိုးလေးစားတဲ့ဟာပေါ့နော်အခြားလေးစားကြကောင်းတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဒါမဲ့လည်းဒီလိုမျိုးပုဂ္ဂိုလ်တွေဒီတော်လိုင်းမှာပါဝင်နေတာကိုပဲကျွန်တော်တို့ကတကယ်ကျေးဇူးတင်ရမယ်ပေါ့နော်အခုဒါဘူကောက်ရိုးတို့လိုမျိုးအဲကျွန်တော်တို့တကယ်ကျေးဇူးတင်ရတယ်တကယ်လည်းလေးစားတယ်ပြီးတော့ဒါရင်ထဲကနေအားကိုးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ကိုတခါမှမရင်နီးတဲ့အလုပ်ကိုအသက်နဲ့ရင်းပြီးလုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချဖို့ဆိုတာတော်တော်ကြီးရဲဝံ့ပြပြတသားဖြစ်မှလုံနိုင်တာလीเนาะအဲ့ဟာကိုလုံးဝမတွန့်မဆုတ်ဘဲနဲ့အခုချိန်ထိစိတ်တက်မကြဘဲနဲ့ရှောက်လန်းပေးနေတဲ့အတွက်လည်းတကယ်ကျေးဇူးတင်လေးစားရတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့အလုပ်တွေဆက်ပြီးတော့စူးစမ်းကြမယ်တက်နိုင်တဲ့လောက်ဝိုင်းပြီးတော့စူးစမ်းကြမယ်ပေါ့နော်အဲပြီးတော့ပြင်တာဒါဒီတော်လန်ရေးဒီနေ့အောင်ပြီဆိုရင်မနေ့ကဘာလုပ်လဲကျွန်တော်ကဘာလုပ်ချင်လဲဆိုလို့ရှိရင်ကျွန်တော် ဒီတလောက်တက်တလောက်ဘောနော်ဒီစိုက်ပျိုးရေးကိုကျွန်တော်ကတောင်းတူလေးကိုဝေမျှခြင်းတယ်။ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဒီစိုက်ပျိုးရေးနိုင်ငံဖြစ်တယ်ဗောနော်။စိုက်ပျိုးနိုင်ငံဖြစ်တဲ့အခါမှာကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကနေမှကျွန်တော် post တစ်ခုတောင်တင်ထားသေးတယ်။ဒီစိုက်ပျိုးရေးအတွက်ဗောနော်။ဟုတ်ကူတိတိလာဆိုတော့အဲ့လောက်ကြီးတော့မတက်ဘူး။ကျွန်တော်ကဘောဟာဘောဟာဘောင်းစုံတယ်ပြောရမှာ။ကျွန်တော်ကမလေးရှားကနေပြန်လာပြီးတော့ပြည်ဦးလွင်မှာကျွန်တော်ကပန်းဆိုင်တယ်။ဩပန်းဆိုင်နေတာ။ပန်းဆိုင်တော့ပန်းဆိုင်တဲ့အခါမှာကျွန်တော်တို့က ဟိုပြောမစင်ကျွန်တော်ကဟိုပြောမစောက်ပြင်းဗျာပြောမစင်စောက်ပြင်းဆိုတာကထွင်းကျင်တာတိရမလားထွင်းကျင်တာထွင်းတာကလူများပေါက်ပြားနဲ့ပေါက်ရင်ပေါက်ပြားနဲ့တနေကုန်ပေါက်ရင်ကျွန်တော်ကတုံးနိုင်လောင်းနဲ့ပြီးအောင်လုပ်ချင်တာထွင်းတာကျွန်တော်ကအဲအဲထွင်းတယ်ထွင်းတဲ့လူဆိုတော့အဲကျွန်တော်ကဒီစိုက်ပျိုးရေးဒီစိုက်ပျိုးရေးဆေးတွေရောဒီအကုန်လုံးကိုကျွန်တော်ကလေ့လာတယ်ကျွန်တော်ပြောမစင် အဲ Google တို့ YouTube ကနေပြီးကျွန်တော်ကကိုတိကျင်တာတွေအကုန်လုံးမေးတယ်ရှာတယ် translate ကနေလွားတယ်အဲ့မှာမှာအဲ nitrogen ကဘယ်လို phosphorus ကဘယ်လိုအဲ potassium ကဘယ်လိုနဲ့ပေါ့နော်တို့ကတော့အဲ့လိုဆိုကျွန်တော်တို့ဒီအညာမှာဘာဖြစ်လဲဆိုရှင်အခုကိုထက်မြတ်ကပလဲခြင်းနောက်ကလူကပလဲလိုက်ခြင်းတာနော် nitrogen ပတ်နော်အဲ့လိုမျိုးတွေပြီးတော့ဟုတ်ပြီဒီဒီခင်းမှာဘာကြရလဲညာကြတယ်အပင်ရဲ့ယောဂလက္ခဏာမရှာဘူးမရှာဘဲနဲ့ဘသူကတော့ဘာလေးဖြစ်နေအဲ့ကလေးနဲ့ အဲ့ကလေးနဲ့သူကဆိုင်လို့သွားဒီလိုဟာလေးရှိလားမေးစမ်းပါသူကကျွန်တော်တို့မှာတိုက်ပြူးသမားတွေမှာအတိတ်ပညာဘူးသူတာတအားနည်းတယ်ဗျာဟုတ်ဟုတ်ဟုတ်သူကတအားနည်းတဲ့ခါမှာအေကတစ်ခုချင်းတစ်ခုချင်းဒီမှာအထွန်းလုံးတွေတအားလျော့တယ်ဟုတ်ဟုတ်ညမလားပုံချောင်းမှုတွေများပြီးအထွန်းလုံးတွေလျော့တော့ဘသူနေနောက်တောင်တူရွေးနေတာလေဒါကကျွန်တော်ဖြည့်ဖြည့်ကျင်တာကအထွက်နှုံကောင်းရမယ်ဘောနော်ဟိုစီမံခန့်ခွဲပြီးတော့နိုင်ငံတကာ export ပြင်းလာကတော့ ဟိုလူကြီးတွေရဲ့အလုပ်ပေါ့လေကိုလုပ်ပေးချင်တာဘာလို့လဲဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်ဗျာကိုထမြက်သူလည်းတည်တယ်လူမြတ်နိုင်ငံနေမှာဆိုလို့ရှိရင်ဟုတ်လားဆိုင်ပြေကျွန်တော်တို့လောက်မဟုတ်ဘူးဘာလို့မလို့သူတို့ဒီကျွန်တော်အနီးနားကထိုင်းကိုပဲကြည့်လားဟုတ်တယ်ထွက်နှုံတာအကောင်းတယ်ဟုတ်တယ်ဒီပညာတွေတအားမြင့်ကျွန်တော်ဒီဘက်မှာအတည်မလားကုသတိနွားနဲ့ဟတ်နွားလောက်ရတော့อืมဟုတ်တယ်မလားဟုတ်တယ်နော်ရဲရဲဆက်ဆက်အဲ့တော့ကျွန်တော်ကဒီနေ့လုံးနေပြီးရင်မနက်ဖြန်လုံးမျိုးကိုကျွန်တော်ဖြည့်သိနေတာကိုတီးတယ်လို့ဟုတ်လားပြောပြမယ် ဟိုလိုက်နာတာနားထောင်တာနားမထောင်တာသူတို့ပါမှတ်တော့လားဒါတော့ဒါတော့ပြောပြချင်တယ်မပြောတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းစိုက်ပျိုးရေးနည်းပညာအကြောင်းသင်တွေအများကြီးရှိတယ်တချို့ကြတော့စာရွေးပဲများတယ် political မရှိဘူးနော်အဲ့တော့ကျွန်တော်ကစာရွေးနဲ့ political နဲ့လည်းပေါင်းဆက်စေချင်တယ်ပြီးတော့တခွေးရှိတာကငါတို့ကတော့စိုက်ပျိုးရေးအကြောင်းသင်กว่าဆိုတော့မန်နေလည်းမထားသေးချင်သိရမလားလူများအခင်းလေကိုယ်အခင်းလို့ပဲနည်းပညာတွေမျှဝေပေးစေချင်တယ် ုတ်တယ်မလားဒီဇိုင်းမတ်မတ်နဲ့ပြစေနာထားလေကျွန်တော်မြန်မာတွေကသိတယ်မလားသိတော့မကောင်းဘူးပြပြောရင်သိတယ်မလားသိတဲ့ညံ့တယ်သိတယ်မလားအဟုတ်ညံ့တယ်နော်ဘာလို့ဆိုတော့ဟိုလုံးရောက်ရှင်နှစ်ဖွဲ့ဘက်ကကွဲတာဟုတ်ဗျသိတယ်မလားဟုတ်တယ်မလားဟင်းအဲ့လိုမျိုးကြီးဆိုတော့ကျွန်တော်အဲ့စိတ်သက်တွေလည်းပြင်ရမယ်ကျွန်တော်လူချင်းတွေကတော့ဒီမိုကရေစီပေါ့နော်ဒါမလို့တဦးတယောက်ချင်းစီရဲ့စိတ်သက်တွေလည်းပြုပြရမယ်ကိုယ့်ရဲ့ပဝင်းချင်းအနီးနားကလူတိုးတက်နေလို့ရှိရင် ထိုးမချနဲ့မြှောက်ပေးတယ်မြှောက်ပေးရမယ်ဟုတ်တယ်မူရီလိုနိုင်ငံမှာအခုကိုထမင်းတို့လိုမျိုးပေါ့နော်ကန္နာအတီးဒီကပညာရှင်တွေတဘုံကြီးဟုတ်လားကျွန်တော်တို့ကျွန်တော်တို့ဒီ GDI တက်တုံးကဆိုလို့ရှိရင်လေကျွန်တော်တို့ကြားသိရတယ်အများကြီးရှိတယ်ပညာတော်တွေနေသွားကြတယ်ပြန်မလာကြဘယ်လာမှာတော့မအေးလိုကပြီးလို့ရှိရင်နည်းနည်းလေးပေးတာလေလာတာဟိုမှာရှေ့ရတာလေဟုတ်တယ်မလားဟုတ်တယ်မလားကျွန်တော်တို့နော်ဒီဒီရဲတွေစစ်သားတွေဆရာဆရာမတွေဝန်ထမ်းတွေဇာတ်ရိုက်တာပြက်တာ လုံလောက်တဲ့လာသာမပေးမတော့ဟုတ်တယ်ဘန်းွေရှားပြီပဲဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးတွေပေါ့နော်အဓိကအဲ့ဒါပဲအဲ့တော့ဇာလိုက်တာတွေကဖြည်းဖြည်းချင်းပြက်ပြီဆရာမတွေဘာလို့ကျူရှင်တင်တာလဲဟုတ်လားရတဲ့လာသာမလောက်မတော့အပူငွေရအောင်ကျူရှင်တင်ပါဗောအเจ้าမှာဖြစ်တယ်လို့တင်မယ်ကျူရှင်မှာကောင်းကောင်းတင်မယ်အေးငါကျူရှင်တဲ့နင်းအောင်ဟုတ်တယ်ဒါမျိုးတွေကျွန်တော်မကြိုက်ဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ညာရွေးပြောင်းလဲရမယ်ရာကြီးဟုတ်တယ်ဒီလိုထောက်ပြပေးတာတွေကတကယ်လိုအပ်တဲ့အရာတွေဖြစ်တယ်ပေါ့နော်ပြီးတော့ အဲကျွန်တော်ဒီမေကွန်လေးတွေကဒါပုံကွေရမေးတာပါဗောနော်တည်ကျင်လို့ဒီလိုဆက်စုတဲ့ပုံစံဒါပြီးသွားရင်ဘာလုပ်ရှင်လဲဘာလုပ်လဲဆိုတော့ကျွန်တော်တို့အားလုံးမှာအိမ်မက်တွေရှိတယ်ဆိုတော့တည်ကျင်လို့ဒါမေးတာဗောနော်အဲ့တော့ဒါတော်တော်များများဖြေကြပါတယ်မျိုးစုံဗောနော်ဖြေကြရတာဒီတဲမှာလည်းဒါပုံကော်ရုပ်ကလည်းအခုအများအတွက်စဉ်းစားနေတဲ့ဟာကိုထပ်ပြီးတော့မြင်ရပြန်တယ်ဗောနော်ဒီတော်လိုင်းမှာလည်းအများအတွက်လုံလုံနေတယ်အခုပြီးသွားပြီဆိုရင်လည်းအများအတွက်ထပ်ပြီးတော့စဉ်းစားမယ်အဓိကတော့ကျွန်တော်နိုင်ငံတိုးတက်ကောင်းမှုဖို့အတွက်စဉ်းစားမယ်ဆိုတော့ဈေးလက္ခဏာတွေစဉ်းစားတွေကိုမြင်ရတော့ကျွန်တော်တကယ်လေးစားရတယ် ဒီလိုမျိုးပုံကိုတရားနဲ့အခုလိုမျိုးတွေးဆောင်ခွင့်ရတယ်တကယ်ကျေးဇူးတင်တယ်အခုလိုမျိုးအလေးထားပြီးတော့အချိန်နဲ့အများကြီးပေးပြီးတော့အနာဗျူးကိုတကယ်ကိုပေါ့နော်စိတ်ထဲရင်ထဲကအတိုင်းဖြေချပြည့်ရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ရီမန်းချက်တွေလည်းတရားပေါက်ပြေးသွားမှာပါကျွန်တော်တို့လည်းယုံကြည်ပါတယ်ပေါ့နော်အဲ့တော့ဒီစကားဝိုင်းလေးရဲ့အဆုံးသတ်အနေနဲ့ရင်ထဲကစကားပေါ့နော်ဒီကတော့ဒေါ်လန်ပြည်သူတွေတခြားဒေါ်လန်ရဲ့ညီကိုမောင်နှမတွေကိုပြောချင်တဲ့ရင်ထဲကစကားလေးလည်းဒါမျှဝေပေးပါအောင်ဗျအဲဒေါ်လာပြည်သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဗာပြောရမလဲဆိုလို့ရှိရင်ဟို ဘလို့ပြောတော့မင်းဟိုမတိဘူးဆိုတာကဘလို့ပြောမလဲဟိုနိုင်မမလားဆိုတဲ့လူတွေကတော့ဘုနော်တွေးတွေးဝေးမနေနဲ့နိုင်အောင်တော့နိုင်အောင်ကျွန်တော်စော်မယ်ချမယ်ပေါ့နော်ပြီးတော့ဒီအဖွဲ့အစည်းတွေအများစုကလည်းကျွန်တော်တို့ကျွန်တော်တို့မြန်မာတွေကငါဆိုတဲ့မာနရှိတယ်ဟုတ်တယ်အဲ့ဒီငါဆိုတာတွေထုတ်ချကြလိုက်တော့ကျွန်တော်တို့ဟောပေါ့ဗျာစစ်တင်တန်းခွင်းမှာဝင်တယ်လို့ပဲဟုတ်လားမြန်မာမြန်မာဘာကောင်းကြီးပဲနေနေတင်တန်းတကားပါမှာချိတ်ခဲ့တာ ဒါပဲဒီတန်းလေးအဲ့ဒီငါးသွားလေးဖြောလိုက်လို့ရှိရင်မြန်မြန်ပြီးမယ်အဓိကတော့ငါပဲဗျာဒီမလားငါလုံးနိုင်တယ်ငါအဖွဲငါ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 လေးလာဖယ်လိုက်တော့နော်အဓိကအဲ့ဒါပဲငါဖြောက်ဟုတ်လားကောင်းတာကောင်းတာပဲမှန်မွန်တာပဲရှယ်လုပ်လိုက်တော့ဒါဆိုလို့ရှိရင်အကောင်းဆုံးနဲ့အမြန်ဆုံးပြီးမယ်လို့တော့ထင်တယ်ဟိုငါလူငါအဖွဲဆိုတဲ့စိတ်တွေလည်းဖြောက်လိုက်တော့ အဲဟိုဟိုလိုမျိုးလှလာပတာရီတော့ပြောတော့ဦးနော်အဲအဲ့အဲ့ဒီလိုမျိုးလဲစကေဟိုငါပဲဖြုတ်လိုက်တော့အဲ့ဆိုရှင်ရင်ပြီးပြီတလန်ဝက်ဒင်းဟုတ်တယ်ဟုတ်ငါဖြုတ်ပြီးတော့ငါတို့ဖြစ်အောင်လုပ်ရအောင်နော်ဟုတ်တယ်ဟုတ်တယ်နော်အဲ့တော့ဟုတ်ပဲဖြစ်ဖြစ်ဗျာတကယ်ကျေးဇူးတင်နေပါတော့အခုဒါပြည်သူတွေလည်းဒါဒီကမှာအားရကျေနပ်မှုရှိမှာပါပေါ့နော်ဒီကတော့ဒါပုဂ္ဂိုလ်ရိုးအနေနဲ့ဆက်ပြီးတော့အာနာနာနဲ့တောင်းဆိုချင်တာကပြည်သူတွေအတွက်အခုလိုပဲအားလုံးခွန်ဆိုင်နဲ့ကြိုးစားပေးပါဦးပေါ့နော်ပြီးတော့ အာဒီအဖွဲ့တွေပေါ်မှာအောက်ပေါ့နော်တပ်ဖွဲ့တွေပေါ်မှာလည်းအအကောင်းဆုံးပေါ့နော်ဥဆောင်ပေးကြပါအဲပြီးတော့ဒါလုံခြုံရေးကျန်းမာရေးလည်းအစအစရာဂရုစိုက်ကြပါလို့ဒီနေရာနေပြောချင်ပါတယ်ဗျအခုလိုမျိုးပေါ့နော်အဲကိုရင်ထဲမှာရှိတဲ့အရာတွေကိုပြောပြခွင့်ရလို့လဲကျေးဇူးတင်တယ်ဘာဖြစ်လို့တော့ကျွန်တော်ဒီလိုမျိုးတွေပြောပြမှတိမှချစ်သူလည်းရှိမယ်မုန်းသူလည်းရှိမယ်ဖဲတဲ့လူတွေလည်းဝင်လိုက်ဝင်လာလိုက်မယ်အဓိကဘာမှမဖြစ်ဘူးကျွန်တော်ဒီကိုဖြစ်ဖြစ်ခြင်းတဲ့အရာကိုဟိုပြောရမယ်ဆိုလို့ရှိရင် လက်ခံတဲ့လူနားတဲ့ရောက်သွားကျင်တတ်တယ်ဟုတ်ဟုတ်အဓိကဟုတ်ကိုထမက်ဆိုလေကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါဗျာဆာသာကူဆိုင်ကြပါဘုရားယောဟုတ်ဟုတ်ကဲ့ဗျာဟုတ်ဟုတ်ဟုတ်